โอเคမင်္ဂလာပါသမစ်ကနေကြိုဆိုပါတယ်ဒီနေ့ဗီဒီယိုမှာတော့ script ထဲမှာမပါပဲ actor တွေလက်တန်းသရုပ်ဆောင်လိုက်ပြီးလုံးဝအထင်ကရဖြစ်သွားတဲ့ scene တွေအကြောင်းကိုပြောချင်ပါတယ်ဒီ scene တွေကဇန်ညိုနဲ့ကအတိုင်းရှိုက်လိုက်တာထက်တောင်ပိုကောင်းတဲ့ scene တွေပါဆိုတော့ထုံးစံအတိုင်း intro အရှိကြီးတွေဝင်မနေတော့ပဲလူရင်းကိုတန်းသွားလိုက်ပါမယ်နံပါတ်1ကတော့ The Dark Knight 2008ထဲက Joker လက်ခုပ်တီးတဲ့ scene ပါရှဲမိုးဂေါ်ဒန်ကတေးချင်အောင်ဆောင်ပြီးဂျိုကာကိုဖမ်းနိုင်လိုက်တဲ့အခါမှာရှဲတွေအားလုံးကလက်ခုပ်တီးပြီးဂုဏ်ပြုကြပါတယ် အဲ့ဒီအချိန်မှာအချုပ်ခန်းထဲရောက်နေတဲ့ဂျိုကာကလည်းမှင်သေးသေးမျက်နှာပြင်နဲ့လက်ခုပ်လိုက်တီးပါတယ်။ငွေရည်ဇာညွန်းထဲမှာအဲ့လိုလက်ခုပ်တီးဖို့မပါပါဘူး။ရဲစခန်းထဲကရဲတွေပဲလက်ခုပ်တီးရမှာပါ။အဲ့ဒါကိုဟစ်လာဂျာကဇလန်းနဲ့စီမျောပြီးတီးကျင်လို့ထားတီးလိုက်တာပါ။ဒီနေရာမှာသူ့ရဲ့အမူအရာသူ့ရဲ့အကြည့်ကတော်တော်လေးကိုမိုင်နေပါတယ်။အဲ့ဒါကြောင့်ပဲသူ့ခက်ကိုထဲမသုံးမဲ့ထားလို့ရတာတော့တကူးတကထဲသုံးပြသွားပါတယ်။အဲ့ဒီစင်းကဒီရုပ်ရှင်ရဲ့အထင်ကြီးအဖြစ်ဆုံး moment တွေကတစ်ခုဖြစ်လာပါတယ်။ Iron Man 2008မှာ Remarkable အဖြစ်ဆုံးစီးကဇက်သိမ်းမှာ Tony Stark က I am Iron Man လို့ပြောလိုက်တဲ့စီးမှာ I am Iron Man ဝင်းစံညောကအလိုပြောဖို့မဟုတ်ပါဘူး။ "तू ကတတ်ထုဝဲဆောင်နဲ့ဘာမှမဆိုင်ပါဘူး။အဲ့ဒါ तू မဟုတ်ပါဘူး"လို့မီဒီယာတွေရှေ့မှာညင်ရမှာပါ။နောက်မှလူသိခံမဲ့ဆိုရင်တော့ hero ဖြစ်ခါစားမှာတော့ super hero တယောက်ကသူ့ရဲ့ identity ကိုရိုးရာမပြတ်လူမသိအောင်ထိန်းသိမ်းရမှာမို့ဒီစံညောကသဘာဝကြပါရဲ့။ ီစင်းကိုရိုက်တဲ့အခါမှာ RDJ ကခဏလောက်စဉ်းစားနေပြီးစိတ်ကူးပေါက်လို့ရုပ်တီကြီးနဲ့ I am Iron Man လို့ထားပြောလိုက်ပါတယ်။သူ့ရဲ့ဟန်ပန်နဲ့သူပြောလိုက်တဲ့ပုံစံကိုဒရိုက်တာကတော်တော်လေးသဘောကျသွားပါတယ်။သူ Iron Man ဆိုတာလူတိုင်းသိမှာပဲမို့မူရင်း script အတိုင်းပြန်မရိုက်တော့ပဲအဲ့ဒီစင်းကိုထည့်သွင်းလိုက်ပါတယ်။ RDJ ကသူအဲ့လိုပြောတာကိုရုပ်ရှင်ထဲထည့်လိုက်ဖို့မရည်ရွယ်ပါဘူး။ဒီတိုင်းသူပြောချင်လို့ပြောပြီး script အမှန်အတိုင်းနောက်တစ်ခါပြန်ရိုက်ဖို့ပဲလုပ်နေတာပါ။ ါပေမဲ့သူ့ရဲ့ I am Iron Man ဆိုတာကရန်ကို Tony Stark ဆန်နေလို့ Director ကအကြိုက်တွေ့သွားတာဖြစ်ပါတယ်။အဲ့လိုနဲ့ပဲ MCU ကိုစတင်ခဲ့တဲ့စကားကြီးလေးကွန်းလို့တင်စားကြတဲ့အထိဒီစင်းကပေါက်သွားပါတယ်။နောက်တစ်ခုကတော့ The Lost of the Rings ထဲကပါ။ The Fellowship of the Ring မှာ Gandalf က Bilbo ရဲ့မွေနေကိုလာတော့အိမ်ထဲဝင်ရင်းနဲ့မျက်နှာချက်နဲ့ကောင်းဆောင်ပြီးသွားပါတယ်။အဲ့ဒီစင်းကဇန်ညိုထဲမှာပါလို့ရည်ရွယ်ချက်ရှိရှိရိုက်ခဲ့တာမဟုတ်ပဲသူကတကယ်ကိုမတော်တဆဆောင်ပြီးသွားတာပါ။ ူအရမောင်းနဲ့မျက်နှာချနှိမ့်နှိမ့်လေးတွေ့လို့ခေါင်းဆောင်မိတာတဘာဝကြသလိုရေးစရာလဲကောင်းတာမို့ဒရိုက်တာကပြန်မရိုက်တော့ပဲထည့်သုံးလိုက်ပါတယ်။မပြောပါတော့တာလေးပဲမဲ့ဒီစင်းကတော်တော်ဖန်ဆာနိုင်စွာရှိပါတယ်။ကွန်ဖူပန်နာကဘာကြီးမှာအထင်ကရအဖြစ်ဆုံးတိုင်းကွာကဝူရှီဖင်ကဟိုးလို့ပြောလို့ရှားပါတယ်။မိန်းကာရိုက်တာဖြစ်တဲ့ပိုကအများဆုံးသုံးတာတွေ့ရပါတယ်။ကွန်ဖူပန်နာဝါမှာတိုင်လန်ကိုအဆုံးသက်တိုက်ခွန်းအနေနဲ့ဝူရှီဖင်ကဟိုးကိုသုံးတော့ပိုကစကတ်ဒူးရှ်လို့ပြောပြီးသုံးသွားပါတယ်။ စကရူးရှ်ဆိုတဲ့စကားလုံးကဘာအဓိပ္ပာယ်မှမရှိသလိုမူရင်း script ထဲမှာလည်းမပါပါဘူး။ပိုရဲ့ voice actor ဖြစ်တဲ့ Jack Black ကပါဇက်ထဲလာတာထားဝင်လိုက်တာပါ။ပွဲသိမ်းတိုက်ခွက်ကြီးကဘာ dialogue မှမပါတော့ပြင်းမှုကောင်းလို့ဖြစ်ပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်သူကြုံသလိုပြောလိုက်တဲ့အဓိပ္ပာယ်မရှိတဲ့စကားတခွန်းက Kung Fu Panda ရုပ်ရှင်တွေထဲမှာနေမှာပဲ animation လောကတစ်ခုလုံးရဲ့အထင်ကရကုတ်တစ်ခုဖြစ်လာပါတယ်။ Star Wars Episode 5ဖြစ်တဲ့ The Empire Strike Back မှာ Princess Leia က Han Solo ကို I love you လို့ပထမဆုံးချိန်ပြောခဲ့ပါတယ်။ ဝင်းစကရစ်မှာလေယာက I love you လို့ပြောလိုက်ရင်ဟန်ဆိုလိုက I love you too ဆိုပြီး romantic ဆန်ဆန်လေးပြန်ပြောရမှာပါဒါပေမဲ့ Razel လို့တော့လေယာက I love you လို့ပြောတဲ့အခါမှာ Harrison Ford က I know ဆိုပြီး sigma point ဆန်ဆန်တုံ့ပြန်လိုက်ပါတယ်အဲ့ဒါကို driver ကသဘောကျသွားပြီးတကယ်ရိုက်တော့လေ I know လို့ပဲပြောခိုင်းလိုက်ပါတယ်ဒီ dialogue ကြောင့် meme တွေမှာစော်ချင်းမခံရတဲ့ယောက်ျားတူကြီးအတွက် legend ကြီးတယောက်လိုမျိုး Han Solo ကို하다အနေနဲ့တင်စားကြတဲ့အထိနာမည်ကြီးခဲ့ပါတယ် အင်ဒီယာနာဂျုန်းစ်ရုပ်ရှင်တကားဖြစ်တဲ့ Raiders of the Lost Ark မှာလဲ Harrison Ford ကပေါက်ကရလုပ်ဖူးပါတယ်။ဒီကားထဲမှာဖျက်လျှောက်ဗီလိန်အနေနဲ့ Cairo ကသားသမားတစ်ယောက်ပါပါတယ်။ဝင်းစကရစ်ကအင်ဒီယာနာဂျုန်းစ်နဲ့အဲ့ဒီသားသမားတို့နှစ်ယောက်အချင်းကြကြထားချင်းရှင်ခေါ်ရမှာပါ။သူတို့တိုက်ခိုက်တဲ့အခါမှာဟာတလဲနှောကြည့်လို့လဲကောင်းတဲ့အကွက်လေးတွေအများကြီးပါပါတယ်။ဒါပေမဲ့အဲ့ဒီ fight scene ကိုရှိုက်တဲ့နေ့မှာ Harrison Ford ကဖျားပြီးဝမ်းကိုက်နေလို့အားမရှိဖြစ်နေတာနဲ့ script ကိုဖတ်ကြည့်ပြီးလှုပ်လှုပ်ရှားရှားအများကြီးလုပ်ရမှာကိုစိတ်ပြတ်သွားပါတယ်။ အဲ့ဒါကြောင့်ကျွန်တော်သူ့ကိုတနက်နဲ့ပဲပြစ်တက်လိုက်လို့မရဘူးလားဖြာဆိုပြီးဒရိုက်တာကိုအထွန်းတက်တော့ဒရိုက်တာကလည်းစဉ်းစားကြည့်ပြီးတနက်နဲ့ပြစ်တာပိုကောင်းတယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဘာလို့ဆိုအင်ဒီယာနာဂျုန်းစ်မှာတနက်ပါနေရတဲ့ဓာချင်းရှင်ခုံနေတာကလုံးဝသဘာဝမကျပါဘူး။အဲ့ဒါကြောင့်ကိုင်ရိုဓာသမားကဓာရေးပြနေတော့အင်ဒီယာနာဂျုန်းစ်ကိုတနက်နဲ့ပြစ်တက်ခိုင်းလိုက်ပါတယ်။ဒီစင်းကလည်းအင်ဒီယာနာဂျုန်းစ်ရုပ်ရှင်တွေအားလုံးကအထင်ကြီးအဖြစ်ဆုံးတစ်ခုဖြစ်လာပါတယ်။ခုလိုမျိုးမထင်မှတ်ပဲလှုပ်လိုက်တာတွေကနေ iconic ဖြစ်သွားတဲ့စီးနွေကတခြားရုပ်ရှင်တွေမှာလည်းအများကြီးရှိပါသေးတယ် စိတ်ပါရင်ဖတ်တူးအနေနဲ့ဒီအကြောင်းတွေထပ်လုပ်ပါမယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ Marvel နဲ့ DC ရဲ့ထွက်ထားသမျှ animated movie တွေကိုမြန်မာစာတန်းထုတ်နေကြည့်နေတယ်ဆိုရင် The Miz ရဲ့ Telegram မှာတကားမကြမ်းရှိပါသေး။တသက်စာမမကြီးနဲ့တကားဝင်ထားလိုက်ရင်အသစ်ထွက်လာသမျှကာတိုင်းကိုလည်းစက်ကြည့်နိုင်အောင်ပါ။ movie တွေအပြင် DC animated series တွေ Marvel animated series တွေနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်။မှန်ပါဝင်ကြလို့ဖြစ်ဖြစ်သိကြတာရှိလို့ဖြစ်ဖြစ်သက်သွယ်ဖို့အတွက် link တွေကို description မှာရော comment မှာရောပေးထားပါတယ်။ Telegram ကနေလာမေးလို့ရပါတယ်ဒီနေ့ဖို့ Adios